ားလုံးမင်္ဂလာပါ SM Music School ကနေပြီးတော့မှကျိုးစုံနှုတ်ခွန်းဆက်ပြစီကျွန်တော်ကတော့နိုင်နိုင်မှာကျွန်တော် rhythm guitar လေးတွေ ठी ခတ်ပုံလေးတွေအခြေခံစနစ်ကလေးတွေမှာအစ picking ठी ခတ်ပုံလေးတွေပြီးတော့မှ acoustic guitar လေးနဲ့ melody လေးတွေတီးတဲ့စနစ်လေးတွေကိုကျွန်တော်တို့လိုက်ပြီးတော့မှအတင်းချပေးတာဖြစ်ပါတယ်။ catchy ရအောင်အခုကျွန်တော်တီးမဲ့တချင်ပါလဲဆိုရင်ဘယ်သူလဲဘယ်သူဆိုလဲဆိုရင်ကိုဆိုးလေးလေးရေးဆိုထားတဲ့မောက်မျက်ရည်ဝိုင်းဆိုတဲ့တချင်လေးဖြစ်ပါတယ်။ အမတန်မှနာမည်ကြီးခဲ့တဲ့တချင်ဖြစ်တဲ့အဲ့ဒီကာလမှာလည်းတော်တော်ကိုကြော်ကြားခဲ့တဲ့တချင်လေးဖြစ်ပါတယ်။ကဲကြည့်ရအောင်အဲ့ချိန်မှာ intro လေးကတော့ကျွန်တော်တို့စပြီးတော့မှထွက်တဲ့ intro number 1ကပါလဲဆိုရင် guitar E နဲ့ B နဲ့ကို big melody လေးတွေနဲ့စပြီးထွက်တာတွေ့ရတယ်။ပြီးတော့မှအနောက်ကနေပြီးတော့ EP လေးတွေထိန်းထားတာတွေ့ရတယ်။ string လေးတွေအနောက်ကနေပါလာတွေ့ရတယ်။ကြည့်အောင်တစ်ခါ ောက်တီးပြီးတာနဲ့ intro သွားပါတယ် intro နံပါတ်1ကိုသွားပါတယ် string တွေနဲ့ကျွန်တော်တို့ထွက်လာတာတွေ့ရတယ် string နဲ့ guitar နဲ့ lead guitar နဲ့เนาะ distortion guitar နဲ့အဲတချမ်းစီတပွက်စီကျွန်တော် intro လေးကိုတိဆောက်ထားတာတွေ့ရပါတယ်ကြည့်ရအောင် ဂီတာလေးကကြားထဲမှာဟပ်ပါဝင်တီးတာတွေ့ရတယ်မယ်လိုဒီကပြောမယ်ဆိုရင်ခေါက်ပြန်ဒီပြမယ်ဒီ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  ကဲအဲ့ဒါဆိုရင်အိမ်မှာဘာနဲ့ကူလဲဆိုရင်ကျွန်တော်တို့ဒီ d flat minor ကူဖို့အတွက် a flat ကိုယူပြီးတော့မှသူက minor scale ကိုဝင်သွားတာတွေ့ရတယ် ပြီးတော့ ਨੇ string solo နဲ့ guitar ကတော့ခုနကျွန်တော်ပြတဲ့အပိုင်းလေးပဲ intro ရဲ့အပိုင်းတစ်ဝက်လေးကိုပဲဝင်တီးသွားတာတွေ့ရတယ်။ဆိုတော့ဒီတစ်ချိန်လေးကကျွန်တော်စထွက်တဲ့ခါမှာ major scale နဲ့စထွက်တဲ့ E နဲ့ဒါပေမဲ့မောင်းမြဲမြဲရုပ်ဝိုင်းဆိုတဲ့အလေပိုက်လေးရောက်တော့ဆိုရင် minor scale ကိုပြန်သုံးသွားတာတွေ့ရတယ်။ဆိုတော့ဒီတစ်ချိန်လေးကပုံဖော်မှုနှစ်ခုကိုတွေ့ရပါတယ်။ကိုဆိုးလင်းလင်းရဲ့တကယ်နာမည်ကျော်ကြားတဲ့တစ်ချိန်လေးဖြစ်တယ်။ပြီးတော့မှ အာခက်လူငယ်တွေအဲ့ကာလမှာဆိုရင်လိုက်ပြီးတော့ဆိုပြီးတော့မှတကယ်ပင်တည်ကျူးလို့ကောင်းတဲ့သခြင်းဖြစ်တယ် rhythm အနေနဲ့ပြောမယ်ဆိုတော့ e ရဲ့ family ထဲမှာရှိတာဖြစ်တယ် e family လို့ပြောမယ်ဆိုရင် e နော် diploma minor 3နဲ့အမင်း diploma minor 3နဲ့အဲပြီးတော့မှ a 3နဲ့ b 3နဲ့ဆိုတော့သူ့ရဲ့၃ပြုတ်တော့၃နေကကျွန်တော် family code တွေကိုအများကြီးသုံးသွားပါတယ်ဆိုတော့ a flat minor လို့ပြောတဲ့အခါမှာ a flat သူက7လဲ20ကျွဲသုံးသွားတာတွေ့ရတယ်နောက်ဆုံးမှာတော့သူကဒီ မောင်မြိတ်ဝိုင်းဆိုတဲ့အပိုက်လေးကိုပဲဒီ chorus လေးကိုပဲကြော့ပြီးတော့မှ fade out လုပ်သွားတာတွေ့ရပါတယ်ဆိုတော့ဒီတချင်းလေးကိုဒီနိုင်ဖို့အတွက်အဲ rhythmic ဒီစနစ်လေးတွေဝင်မြတာဖြစ်ပါတယ် melody ကတော့အခက်ကြီးမဟုတ်ပါဘူးတန်ထပ်တည်ထားတဲ့အတွက်တေချာ မယ်လိုဒီကိုနားထောင်ဖို့ခက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကော့ထဲမှာဝင်အောင်နှုတ်တည်နိုင်ရပါပြီ။တင်တဲ့အတွက်ကြောင်ညာပါရစေ။ Fson Music ဒီ school ကနေပြီးတော့မှကျွန်တော် rhythm ဒီ DJ စနစ်ကလေးတွေအခြေခံချက်ချာဒီကျွန်တော်တို့ DJ technique လေးတွေကိုကျွန်တော်တို့သင်ကြားပေးနေတာရှိတယ်။ beginner class ဖြစ်တဲ့အတွက်ကျွန်တော်တို့ guitar တီးလို့လုံးဝမတတ်သေးတဲ့လူတွေဝင်တော့မှသင်ယူလို့ရပါတယ်။ကျွန်တော်တို့ရဲ့ဒီ page တဲ့မှာဝင်ပြီးတော့မှ Messenger နေပြီးတော့မေးမြန်းနိုင်ပါတယ်ဘယ်လိုတဲရမလဲဘယ်လိုမျိုးကျွန်တော်တို့ဝန်ဆောင်မှုတွေရှိတယ်လဲဘယ်လိုမျိုးကျွန်တော်တို့ဘက်ကနေပြီးတော့ပြန်ပြီးပါဝင်ရတယ်လဲဆိုတာမေးမြန်းဖို့ဖြစ်ပါတယ်ဒီ return တီးတဲ့မောင်မြေရွေးဝိုင်းတခြင်းเนาะဆိုလင်းတခြင်းလေးကိုလည်းအကောင့်လို့တိကတ်နိုင်ဖို့ပြောင်းလဲပါတယ်ကျေးဇူးတင်ပါတယ်